တော်ကိုယ်စားလှယ်ရဲ့မေကုန်းနေအစိုးရမှာခတိကဝတ်ဖြစ်ပေါ်စေခဲ့တဲ့မေကုန်းနေအစိုးရကိုဝင်ကြီးဌာနအချုပ်ကဆောင်ရွက်ရမှာနှောင့်နေခြင်းခတိကဝတ်နဲ့အကန့်ညီမှုမရှိတာတွေဖြစ်ပေါ်နေတာကိုတွေ့ရှိရတယ်လို့အမျိုးသားလွှတ်တော်ရဲ့အစိုးရရဲ့အာမခံချက်များခတိများနဲ့တာဝန်ခံချက်များစစ်ဆေးရေးကော်မတီကပြောကြားခဲ့ပါတယ်။နိုဝင်ဘာလ14ရက်နေ့ကကျင်းပတဲ့အမျိုးသားလွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်ရဲ့မင်းမြန်းနဲ့ပထမအကြိမ်ကနေတတိယအကြိမ်အထိဗီမြန်ခဲ့မှုများအစိုးများအပေါ် ဝင်ကြီးဌာနတွေကဆောင်ရွက်နေမှုများဆောင်ရွက်ဖို့ကြံရှိနေမှုတွေနဲ့ပတ်သက်ပြီးအစီရင်ခံစာတင်သွင်းခဲ့ပါတယ်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၈ဦးမင်းညံ့ထားတဲ့မိကုန်းတွေမှာပြည်တော်စုဝင်ကြီးကဖြေကြားရမှာ2013-2014ဘဏ္ဍာနှစ်အတွင်းထည့်သွင်းရထားပြီးခွင့်ပြုပါကဆောင်ရွက်ပေးမယ်လို့ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့ဘတ်ဂျက်တောင်းခံရမှာထည့်သွင်းတင်ပြတောင်းခံထားခြင်းမရှိဘူးလို့ကော်မတီကပြောကြားခဲ့ပါတယ်။အမျိုးသားလွှတ်တော်တက်တမပုံမှန်အစီအဝေးမှာကျေပွင့်ပြမိကုန်း135ခု ကျေပွင့်မပြမေကွန်246ခုမေးမြန်းခဲ့ပြီးခတိကဝတ်ဖြစ်ခဲ့တဲ့မေကွန်64ခုရှိပါတယ်အဲ့ဒီတဲကမှဆောင်ရွက်ပြီးစီးမှု12ခုဆောင်ရွက်စဲ52ခုရှိပါတယ်။ဂတိကဝတ်မဖြစ်ခဲ့တဲ့မိကွန်80တခုရှိပြီးကျေပွင့်မပြမိကွန်နေအနေဂတိကဝတ်ဖြစ်တဲ့မိကွန်129ခုဟာဆောင်ရွက်ပြီးစီးမှု32ခုဆောင်ရွက်စဲ68ခုနဲ့ဂတိကဝတ်မဖြစ်ခဲ့တဲ့မိကွန်ပေါင်း118ခုရှိရလို့ကော်မတီရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ပထမအကြိမ်ကနေစက်ထမပုံမှန်အစည်းအဝေးအထိအစည်းအဝေးတွေမှာတင်သွင်းခဲ့တဲ့ဆောင်ရွက်ဆဲအစို24ခုကိုဝင်ကြီးဌာန73ခုကနေဆောင်ရွက်နေရလို့သိရပါဗျ။ဆောင်ရွက်ရမှာပို့ဆောင်ရေးဝင်ကြီးဌာနက9ခု၊စောင့်လုပ်ရေးဝင်ကြီးဌာနက3ခု၊ပညာရေးဝင်ကြီးဌာန၊ဗန်နာရေးဝင်ကြီးဌာန၊လေယာဉ်စိုက်ပျိုးရေးနဲ့အစဉ်ကြောင်းဝင်ကြီးဌာန၊အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးဌာနတို့ကအစို2ခုစီနဲ့အများဆုံးဖြစ်ပြီးဆောင်ရွက်ဆဲဖြစ်တယ်လို့အစိုးရခန်းစာမှာဖော်ပြပါရှိပါတယ်။ဒါအပြင် ထမအကြိမ်ကနေစက်ထမပုံမှန်အကြိမ်အထိကျင်းပတဲ့အစည်းအဝေးတွေမှာမင်းမြန်ခဲ့တဲ့မိကုန်းတွေအနေနဲ့ဆောင်ရွက်ဆဲမိကုန်း193ခုဆောင်ရွက်ဖို့ကြံရှိတဲ့မိကုန်း28ခုရှိနေလို့လည်းသိရပါဗျ။တက်ထမပုံမှန်အစည်းအဝေးမှာအဆို12ခုကိုအတည်ပြုခဲ့ပြီးအဲ့ဒီအဆိုတွေအနေနဲ့အဆို5ခုကိုဆောင်ရွက်ပြီးဖြစ်ခါဆောင်ရွက်ဖို့အတွက်9ခုကြံနေသေးတယ်လို့သိရပါဗျ။ ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်တော်စုဝင်ကြီးတွေကအာမခံချက်များ၊ဂရီးပြစ်ချက်များအပေါ်ဗန်ဒငွေခွဲဝေရထားမှုမှာပါဝင်မှုရှိမရှိစစ်ဆေးဖို့လိုအပ်တယ်လို့လည်းအစိုးရရဲ့အာမခံချက်များ၊ဂရီးများနဲ့တာဝန်ခံချက်များစစ်ဆေးရေးကော်မတီရဲ့အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။